မင်္ဂလာညချမ်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဇွန်လ10ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာနေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရင်ဟိုက်စီနဲ့မန္တလေးမြို့မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ် ီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထက်မှာတိတ်ထူထက်နေပါဗျ။မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်မှာလွဲ၍ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမိုးတိမ်တောင်များဖြတ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေ့လျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမုတ်တစ်ချုံခြင်းမိုးချွတ်ပစ်ခြင်းလျှက်စီးလက်ချင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့် ချိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမောက်တုံလေအားကောင်းရာမှာအားလုံးကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမောက်တုံလေအားနည်းငယ်မှာအားအသင့်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြောက်ဝချုံပေါ်မုဒမခွေမွန်တနင်းနိုင်ကမ်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလမ်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစေရေပြင်းမြေပြင်းလေဟာတနအိုက်ကိုမိုင်30မှ35မိုင်အထိတိုက်ခတ်နေပါတယ်။ ကြံမြမပင်လေပြမှာလိုင်းအသင့်အတင်ရှိပါမယ်လိုင်းမြင်မှာမြက်ဝါကျွန်းပေါ်မုတ်တမကွေမွန်တနင်းတိုင်းကင်မရာတစ်ချောင်းနဲ့ကမ်းလုံပင်လေပြတော့မှာကိုးပေမှာဆက်တပေကန်းနဲ့ရခိုင်ကင်မရာတစ်ချောင်းနဲ့ကမ်းလုံပင်လေပြတော့မှာ၆ပေမှာ၈ပေခန့်ရှိနေပါတယ်အနက်ဖြန်မွန်တက်ချိန်ထိခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်နေပြည်တော်မကွေတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးနဲ့ မတလေးတိုင်းဒေသကြီးတို့မှာနေရာဆက်စိတ်နဲ့ချင်းပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှေ့ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကယင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမိုးတချုံရပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကယင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးချနေပါတယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ ။နေရာကွက်ကြားမိုးထေချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ26ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလေနေရာကွက်ကြားမိုးထေချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆက်စီရဲ့89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်အနီးတစ်ဝိုက်မနက်ဖြန်အတွက် မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတကြိမ်တကြိမ်ထစ်ချုံရပါမယ်။အနည်းဆုံးပုချိန်မှာ36ဒီဂရီဆဲလ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုချိန်မှာ28ဒီဂရီဆဲလ်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာတိုင်းဒေသကြီးတို့မှာမိုးပိုလာပါမယ်။အထူးမိုးလေဝသတည်င်းဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုင်းထွာချက်များအရ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းရာမှအားလုံးကောင်းတဲ့ခြင်းကြောင့်၎င်းအရှိတ်ဘက်မှာရွှေလျားလာတဲ့လေပွေလိုက်မြရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညနေမှာ15ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရဆစ်စိတ်မှနေရအနံပြားမိုးတချောင်ရပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရကွက်၍မိုးကျနေပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတချောင်ခြင်းမိုးချွတ်ပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတိကျခြင်းလျှက်ရပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်နေရာများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေသများရှိကောင်းမြင့်ဒေသဤမှာနေထိုင်ကြသူများနေဖြင့်မြေပြိုမှုအနေရမြင့်ငယ်ချောင်းကများဤမှာနေထိုင်ကြသူများနေဖြင့် ရေကြီးရေချမ်းမှုများကိုကျုံတင်သတိပြုရှောင်ရှားနိုင်မှရန်နဲ့ပြည်တွင်းရေချောင်းတွာလာရင်းနဲ့လေချောင်းပြန်တမ်းရေးအနေဖြင့်လဲကျုံတင်သတိပြုနိုင်မှရန်တတိပိန်နှိုးဆော်အပ်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှထမ်းသာကြပါစေခင်ဗျာ။